1960ပြည့်နှစ်လောက်ကမျိုးဆက်လူငယ်တွေလူကြီးခေသွားပေမဲ့ဒီစာအုပ်ကိုကျွန်တော်မပြန့်ဖိခဲ့ဘူး။မှ1980ပြည့်နှစ်ပိုင်းမျိုးဆက်လူငယ်တွေမြင်ရတော့ကျွန်တော်ဒီစာအုပ်ကိုသွားပြီးတတိရတယ်။ဒီမှာတင်ကျွန်တော်နောက်တစ်ခေါက်ဖတ်ပြီးချက်ချင်းမြင်မှကောက်ပြန်လိုက်တယ်။စာရေးစရာ JD စလင်ကြဟာဝတ္ထုတို့တွေကိုအေးများတော်လဲစာအုပ်နေနဲ့တုပ်အုပ်ပဲထုတ်ဖူးတယ်ပရမစာအုပ်က ခုကျွန်တော်မြန်မာပြန်နေဂျုံခင်းထဲမှာလိုက်ဖမ်းသူဆိုတဲ့စာအုပ်နောက်တအုပ်က friend and suyi ဆိုတဲ့စာအုပ်နောက်တအုပ်က raise high the roof beam carpenter ဆိုတဲ့စာအုပ်ဒီသုံးအုပ်ပဲရေးတယ်သုံးအုပ်စလုံးဟာထူးခြားတဲ့စာအုပ်တွေကြီးပါပဲဒီစာအုပ်ကတော့အထူးခြားဆုံးလို့ဆိုနိုင်တယ်ဒီစာအုပ်ဟာကျွန်တော်တို့ရှိမှရင်မဲခိတ္တကန္တဝန်စာအုပ်စီးရင်နဲ့ဝင်သွားတယ် တချို့ကဒီစာအုပ်ဟာလူငယ်ရီးရဲ့စိတ်ဓာတ်ဗေဒကိုဖော်ပြတဲ့စာအုပ်တချို့ကဒီစာအုပ်ဟာခုခေတ်စားနေတဲ့ဘဝပဒါနဝါဒရဲ့အတိတ်ဘယ်ကိုဖွင့်ထားတဲ့စာအုပ်တချို့ကလည်းဒီစာအုပ်ဟာလူငယ်ပြုပြင်ရေးစာအုပ်တချို့ကလည်းဒီစာအုပ်ဟာအမှုပညာလက်ရမြောက်တဲ့ဝတ္ထုကောင်းတစ်ပုလို့ပြောကြတယ်လွန်ခဲ့တဲ့ဆယ်နှစ်လောက်ထင်ပါတယ် American Time Magazine က20ရာစုရဲ့အကောင်းဆုံးစာအုပ်တရာကိုရွေးခဲ့ပါတယ် 20ရာစုအတွင်းထွက်တမျှစာအုပ်အမျိုးမျိုးတွေကရွေးတာပါအဲ့ဒီ20ရာစုရဲ့အကောင်းဆုံးစာအုပ်တွေထဲမှာခုစာအုပ်ဟာတအုပ်အပါဝင်ဖြစ်တယ်။ဘာကြောင့်ဒီလောက်ကောင်းသလဲဘာရီကောင်းသလဲဆိုတာကိုတော့ဖက်ကြည့်ရင်သိပါလိမ့်မယ်။